တရပါမဂဇင်းအက်ဒီတာအမျိုးသမီးကိုတက်မှုနဲ့တရားစွဲဆိုခံထားရတဲ့တရုတ်ဆောင်မီယိုဆိုကိုဇွန်လ10ရက်နေ့ကအနောက်ပိုင်းခရိုင်တရားရုံးကအမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ်တသက်တကြုံဖြစ်စေထောင်ဒဏ်10နှစ်အထိဖြစ်စေပြစ်ဒဏ်ချမှတ်နိုင်တဲ့ပုံမှန်300နှစ်နှစ်နဲ့ဆွဲချက်တင်အမိန့်ချမှတ်ခဲ့ပါတယ်။အဆိုပါရုံးချင်းမှာတရားသူကြီးကလူသေးစေခဲ့တာဖြစ်တာကြောင့်ပြစ်မှုထိုက်တဲ့အတွက်ပုံမှန်300နှစ်နှစ်နဲ့ဆွဲချက်တင်ကြောင်းတရားခွင်အတွင်းဖတ်ကြားခဲ့ပြီး တရုတ်ဆောင်မင်းအုပ်စုကိုအပြစ်ရှိပါသလားလို့မေးမြန်းခဲ့ရာ၎င်းကအပြစ်မရှိကြောင်းပြန်လည်ထွက်ဆိုခဲ့ပါတယ်။အဲဒါကြောင့်တရားသူကြီးကအဖေကြောင့်အပြစ်မပေးထိုက်ကြောင်းထူးချေဖို့အတွက်ပြန်ခေါ်သက်သေအဖြစ်မြည်သူတွေကိုတက်သေထွက်ဆိုခိုင်းမလဲလို့မေးမြန်းခဲ့ရာတရုတ်ဆောင်မင်းအုပ်စုရဲ့ရှေ့နေဖြစ်သူကအခင်းဖြစ်ွားချိန်မှာမတ်တေးနူရင်နဲ့အတူရှိနေတဲ့မတ်ဟေမာတက်မတ်ထထက်လိုက်မတ်တင်တူတူတို့သုံးဦးကိုပြန်ခေါ်တက်တဲ့အဖြစ်စစ်ဆေးဖို့ရှောက်ထားခဲ့ပါတယ်။ အဆိုပါအမှုကိစ္စကိုလာမယ့်ဇွန်လ18ရက်နေ့မှာထပ်မံစစ်ဆေးဖို့ယုံကြည်ခဲ့ပါတယ်။အခုဆွဲချက်တင်လိုက်တဲ့ပုံမှန်302နှစ်နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရာဇသက်ကြီးအခန်း16မှာလူကိုထိခိုက်တဲ့ပြစ်မှုတွေမှာလူသတ်မှုအတွက်ပြစ်ဒဏ်ပုံမှန်302နှစ်မှာညီသူမဆိုအခြားအချက်မျိုး၌လူသတ်မှုကျူးလွန်လျင်ထိုသူကိုထောင်ဒဏ်တသက်တကြုံဖြစ်စေ10နှစ်အထိအလုပ်ကျန်းတဲ့ထောင်ဒဏ်ဖြစ်စေချမှတ်ရမယ့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ အမှုဖြစ်စဉ်မှာတရုတ်ဆောင်မီယိုဆိုဟာပြီးခဲ့တဲ့ဒီဇင်ဘာလ25ရက်နေ့ကတရပါမဂ္ဂဇင်းအယ်ဒီတာမတ်တေးနူရင်ကိုလူမှုရေးကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရာကနေပြန်လည်ဖြေဆိုခြင်းမရှိတဲ့အတွက်ထိုးချိန်ဆုံးမခဲ့ရာမတ်တေးနူရင်ဟာနန်ယိုးကျိုးအသေးကြီးစားတဲ့ဒဏ်ရာတွေနဲ့တေးဆုံးခဲ့တာဖြစ်တယ်လို့ရဲမှုကင်းမှတ်တမ်းတွေရသိရပါတယ်။တရုတ်ဆောင်မီယိုဆိုဟာ၎င်းရဲ့ညမဝန်ခွဲကိုတတ်မိခဲ့တယ်လို့ဆိုကရဲစခန်းမှာလာရောက်အဖမ်းခံခဲ့တာဖြစ်ပေမဲ့ တေဆုံးခဲ့သူရဲ့မိခင်ကတော့တေဆုံးသူဟာတရုတ်ဆောင်မင်းအုပ်စုနဲ့တက်ဆိုင်ခြင်းမရှိကြောင်းဒိဋ္ဌိဆိုင်ရှင်းလင်းပွဲပြုလုပ်ပြီးရှင်းလင်းခဲ့ပါတယ်။